DNL ထိန်းချုပ်ထားတဲ့တီပေါ်မျိုးကိုအော်တိုဘာလ16ရက်နေ့ညပိုင်းကအာနာသိန်းစစ်တပ်ဝင်ရောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။ည8နာရီဝင်းကျင်လောက်ကစပြီးစစ်သားတွေမျိုးတွေကိုဝင်လာနေပြီလို့ဒေသခံအမျိုးသားတစ်ယောက်က DVB ကိုပြောပါတယ်။စစ်တပ်ထောက်ခံတဲ့လူမှုကွန်ရက်တွေမှာလည်းအော်တိုဘာလ10ရက်နေ့ကနေစပြီးတော့ကြောင်မဲကနေတီပေါ်ဘက်ကိုထိုးစစ်ဆင်ခဲ့ရမှာအခုအော်တိုဘာလ16ရက်နေ့ညမှာထိုးစစ်ပြီးဆုံးသွားတယ်လို့ရေးသားဖော်ပြနေကြပါတယ်။ စစ်သားတွေအဲ့ဒီလိုမဝင်ရောက်ခင်မှာတီပေါ်မြို့မှာရှိတဲ့ဌာနဆိုင်ရာတွေဖြစ်တဲ့ရဲစခန်း၊ထွေအုပ်ရုံး၊မြေစင်ရင်ရုံး၊စိုက်ပျိုးရေးရုံးနဲ့ထောင်ကြီးတွေအပြင်ဟိုတယ်တီပေါ်အမိုးပေါ်မှာလည်းမီးလောင်နေတယ်လို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါရယ်။အော်တိုဝါလာ16ရက်နေ့တိုက်ပွဲမှာတော့စစ်တပ်ဘက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေတိတ်မများပဲဒရုန်းတွေကိုအဓိကအသုံးပြုပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ့ရတယ်လို့လည်းဒေသခံတွေကပြောပါရယ်။ တီဘောမျိုးကိုပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ23ရက်နေ့က TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေထိ ंछ ုတ်ခဲ့တာဖြစ်ပါတယ်ရှင်။